မင်္ဂလာပါရှင်။ဘာမခဲ့တဲ့သတင်းဌာနမှကြိုဆိုလိုက်ပါရရှင်။ယခုချိန်မှစပြီးဧပြီလ15ရက်နေ့မနေ့၈နိုင်သတင်းများကိုအစီအစဉ်ခံတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးသတင်းအနေနဲ့ မအားလကြာဆုံးမှုရမွေတော့ပါဆိုတဲ့တဲ့ရင်ဆောင်မှာပဲဖြစ်ပါရဲ့ရှင်မြန်မာနိုင်ငံမှာအင်မတန်ဝန်းနေကြေကွဲစရာကောင်းတဲ့ရသက်တပတ်တစ်ခုကျော်လွန်လာခဲ့ပါပြီဒါကစစ်တပ်ကဟန်ပြကြေညာတဲ့ဝန်းနေချင်းအထိမ့်မဲ့ရသက်တပတ်ကိုရည်ညွှန်းတာမဟုတ်ပါဘူးငလင်ပေးတန်တဲ့ပြည်သူတွေနဲ့အတူလိုက်ပါခန်းစားကြတဲ့ကိုညီသူပုတ်လိကအလူရှင်တွေနဲ့အတူလိုက်ပါခန်းစားရတဲ့ဝန်းနေရမှုကိုပြောတာပါ နိုင်ငံပေါင်း15နိုင်ငံကရေးပေါ်ကဲဆဲရေးတွေကလည်းအလွန်အပင်ပန်းခန့်ကူညီခဲ့ကြတာတွေ့မှာပါသူတို့ရဲ့ဤပညာသာကောင်းလွန်မှုကြောင့်လူတချို့အသက်ပေးကကဲဆဲနိုင်ခဲ့တာလေအားလုံးမြင်တွေ့ကြမှာပါပဲစစ်တပ်ကတော့သူတို့တတ်တာသွားတဲ့အတွက်ကြိတ်ပြီးခြေနဲ့နေမှာဖြစ်ပေမယ့်ပြည်သူတွေကတော့စိတ်ရင်းစေတနာအမှန်နဲ့ကျေစုတင်ကြရတာဖြစ်ပါတယ်ကဘာကြီးမှာဘလို့ဆိုးရုံမှုတွေရှိနေပါစေစေတနာအမှန်နဲ့ကူညီပေးမှမှုတွေကလည်းရှိနေတာတွေ့ကြရတာပါကဘေးတုတ်ကရီဘောကနေစစ်တပ်ရဲ့ ဲ့နိုင်ငံရေးစီးပွားရေးအမျက်ထုတ်လှုပ်ဆောင်မှုတွေရှိနေသလိုစိတ်ရင်းစေတနာအမှန်နဲ့ပြည်သူချင်းကူညီကြတာတွေကတော့မျက်ရည်ဝဲလောင်အောင်ခံစားကြရတာပါ။ တဖက်မှာလည်းမြမလူအဖွဲ့အစည်းတွေမှာမင်းဆိုးမင်းညင်းနဲ့လက်ပါစီတွေဘလို့ပဲနေရယူခွတုံနေကြပါစေလူလူထဲမှာလူသားဆန်တဲ့စိတ်ဓာတ်တွေအပြည့်ဝရှိနေကြတာတွေ့ရတဲ့အတွက်ချိန်နဲ့ဝမ်းမြောက်ကြရပါတယ်။သခိုင်းပြည့်ရွေလို့ခေါ်တဲ့ငလင်ကျောင်းဟာမြန်မာနိုင်ငံရဲ့အလေးပိုးတဲ့တဲ့ကနေဖြတ်သွားတာဖြစ်တဲ့ဒီပြည့်ရွေဟာနှစ်ပေါင်း60တရာလောက်မှတစ်ကြိမ်ပြင်းထန်တဲ့ငလင်တွေလှုပ်လှိရှိတာကိုမြန်မာရောနိုင်ငံတကာပညာရှင်တွေကပါသတိပေးတာတွေရှိခဲ့ပါတယ်။ဒါကြောင့်မယ့်အရင်အစိုးရလက်ထက်ကအရေးပေါ် ယ်စရေးဖွဲ့ပြီးလေ့ကျင့်မှုတွေလုပ်ခဲ့တာဖြစ်တဲ့လိုအပ်တဲ့ပစ္စည်းတွေစုစည်းထားတာရှိတာတဘာဝဘေးရန်အတွက်ရန်မုံငွေချက်ဘီလျံ900လောက်သိသန့်ဖယ်ထားခဲ့တာနဲ့အရေးပေါ်အုံပြုံနိုင်မှုရဟယင်တစင်မှာအသိငွေထားခဲ့တာဖြစ်တဲ့တက်သည့်နားလေပြီးပြည်သူအတွက်ကောင်းကျိုးရှိစေမယ့်ဆောင်ရွက်ချက်အမှန်တရားဟာ စတက်ကအာနာရွေများအတွက်တော့မျက်စိစပယ်မွေဆူစရာဖြစ်ခဲ့တယ်။မန္တလေးကိုစမတ်စီတီဖြစ်အလင်းမြန်ဆုံးပြောင်းလဲနိုင်ခဲ့တဲ့ဝင်းကြီးကျုံနဲ့မြို့တော်ဝန်တို့ကိုဖန်စီထောင်ချခဲ့တယ်။ဝင်းကြီးကျုံဦးစောမြင့်မောင်ကခင်စာယောဂခန်းစားနေရပြီးဈေးဝကုသမှုအလုံးလောက်မရရှိပဲကွယ်လွန်ခဲ့ရတယ်။နမေကြီးမျက်စိအထူးကိုဆရာဝန်ကနေမြို့တော်ဝန်တောင်းကိုရယူခဲ့ရတဲ့ဦးရဲလွင်ဟာမန္တလေးကိုကောင်းအောင်လုပ်ရမှာသူ့ရဲ့ထဲကပစံတော်စိုက်ထုတ်လုပ်ကိုင်းခဲ့တာပါ။စတက်ကသူတို့မလုံနိုင်တဲ့ကောင်းမှုလုပ်ခဲ့တဲ့ ကိုအညှို့ထားပြီးဖမ်းဆီးထောင်ချခဲ့တာဖြစ်ပါတယ်။တနက်ကင်ထားပြီးစက်အုံနောက်လောက်ပဲရှိတဲ့စစ်တပ်ကောင်ဆောင်တွေဟာတဘာဝဘေးဒဏ်အတွက်သုံးဆွဲဖို့အရင်ဆုံးဆောင်ထားရှိတဲ့ရန်မုံငွေတွေကိုနှီးစက်ရလုပ်ငန်းရှင်တွေကိုထုတ်ချေပြခဲ့တယ်။မမှန်မကန်သုံးဆွဲပြခဲ့ကြတာဖြစ်တယ်။တကယ်ဖြစ်လာတော့ဘာပြင်ဆင်မှုမှရှိမထားသလိုဘာရန်မုံငွေမှသုံးစရာမရှိတော့ပါဘူး။ ငလဲဟာမန္တလေးစကိုင်းနာတဝိုက်မှာပဲထိခိုက်ခဲ့မယ်ဆိုရင်မအားလာဟာဒီလောက်ခေယူဆိုင်နေမှာမဟုတ်ပါဘူးအခုတော့သူတို့ရာသက်ပံမင်းလို့ဖို့ကြံစည်ထားတဲ့နေပြည်တော်နဲ့စေယုံကျုံမှာပါအကြီးကျယ်ထိခိုက်ပျက်စီးခဲ့လို့မြက်ကလေးဆန်ပြားဖြစ်ပြီးနိုင်ငံတကာအကူအညီတွေမရှိမကြောက်တောင်းလာရတာပါပဲတန်းရွှေကြီးတို့ကနာဂစ်မုံနိုင်ဝင်တော့အကြောက်လွန်ပြီးနိုင်ငံတကာအကူအညီတွေလက်မခံခဲ့ဘူးနောက်ပိုင်းကျမှလက်ခံခဲ့တာအခုမအားလာကတော့လူမျိုးတုံးတက်ပြတ်မှုနဲ့အာဂျင်တီးနားတရားရုံးကဖန်ရန်ထုတ်ခံ ်ထားရတော့နိုင်ငံတကာအကူအညီလက်ခံလာတော့ကကျွေးထုမပူတန်းထုမရဆိုသလိုထူးပြီးကြောက်မနေတော့ဘူးပေါ့နိုင်ငံတကာအကူအညီတွေကိုငတ်ပြတ်ပြီးဆွေးဝတ်တောင်ကောင်းကောင်းမရှိတဲ့သူစစ်တဲ့အတွက်များများယူထားပြီးပြည်သူတွေကိုတော့ဟန်ပြနေနေလားဝေပေးလိုက်ရုံပဲဆိုတဲ့အယုဒ္ဓမာစိတ်ကရှိပြီးသားမဟုတ်လား စစ်သားတယောက်တိုင်းပြည်အုပ်ချုပ်တယ်ဆိုရင်အားလုံးကစောက်ရက်လက်တန်းလှူတာကြီးပါပဲအခုလေသတင်းတွေမှာနေရတကာသခိုင်းမအပသခိုင်းကိုတော့သူထိုင်ကုန်ဆွဲလှုပ်တဲ့နေရဖြစ်လို့အညို့အတိတ်နဲ့ယွန်ကြောက်ဖြစ်နေတာအခု10ရက်လောက်နေမှသွားတယ်လို့ဆိုရယ်သခိုင်းကိုဘလောက်တောင်ကြောက်ရွံ့နေတယ်လဲဆိုတော့ငလင်ကိုသခိုင်းငလင်လို့မခေါ်ပဲမန္တလေးငလင်လို့ခေါ်ရမယ်လို့စောမဲလုံးထုတ်ပြန်ကြေညာလာပါတယ်ရှောက်သွားပြီးလက်ညှိုးတထုံနဲ့သူဘာမှနားမလဲတဲ့ကိစ္စတွေကိုစီစဉ်ညွှန်ကြားနေတာတွေ့ရမှာပါ ဒီလိုနဲ့ပဲတန်းရွှေကြီးလက်ထက်20ကျော်နွန်နေခဲ့ပြီးမဟာလလက်ထက်မှာတော့ဖုံးကန်လုံးဝမရှိတဲ့မင်းဆိုမင်းညစ်တို့လက်ထက်ကြုံရချက်တွေအတိုင်းပြည်သူကလက်မခံရုံသာမကမဟာပထဝီမြေကြီးတောင်မနေနိုင်လို့လှုပ်ခါလာရတာမဟုတ်လားပေရင်ကိန်းခန်းတွေအရာရောရှေးတိတ်တပောင်းတွေအရာပါအာနာယုတတိုင်အတွက်ကောင်းကွက်တစ်ခုမှမရှိပါဘူးပြည်သူကိုငဲ့ညာလို့သာ NUG နဲ့ EAO တို့ကရှားရီတစ်ဖက်သက်အပြစ်ရထားပေးတာပါဒီအချိန်မှာအင်အားစုပြီးနပကကိုရောင်တင်းလို့ နိုင်တာဖြစ်ပါတယ်။စစ်တပ်ကတရုတ်အကူအညီရေးရှင်နှန်းကိုပြစ်ခတ်လိုက်ပြီလို့တရုတ်ကြီးအကြိုက်အပြစ်ခတ်ရစေရေးကြေညာခဲ့ပေမယ့်သူ့ဘက်ကအခြေအနေတွေစိုးနေတာပေါ့တော်လန်အင်အားစုတွေအခွင့်အောင်းယူသွားမှာကိုဆိုရင်ပြီးချိုကန်နဲ့အနေနဲ့လေရင်နဲ့နေရာစုံလိုက်ပြီးဘုံချဲနေတာပါပဲ။ဒါပေမဲ့သူ့အစိုးရင်ဆုံးကိစ္စတွေကရှောင်လွယ်လို့ရမှာမဟုတ်ပါဘူး။နေမြေတွေတာထက်ပိုဆုံးရှုံးလာမယ်စစ်သားတွေတာထက်ပိုသေးချေကြမယ်။တကယ်တော့မာလာတာအစိုးရအဆင်မဟုတ်တော့ပဲမြန်မာမှာရှိနေတဲ့တပ်ပေါင်းများ များစွာတွေကတာမန်တက်တက်အဖြစ်ကိုရှော့ကြလာခဲ့ပြီးဖြစ်ပါတယ်။စစ်တပ်ရဲ့လူသက်လက်နက်ထုတ်စက်ရုံတွေပို့ပြီးထိခိုက်ပျက်စီးလာရမယ်။နောက်ဆုံးနေပြည်တော်အပြည့်စည်တွေကိုသူဘလုံးမပြန်လေတိဆောက်နိုင်မှာမဟုတ်ဘဲစွန့်ခွာထွက်ပြေးရမယ်အချိန်တွေမုတ်ချရောက်လာတော့မှာပဲဖြစ်ပါတယ်။ပြည်သူပေါ်စေတနာနယ်လွန်းတဲ့စစ်ကောင်းဆောင်ရဲ့ကံကြမ္မာဟာဘလို့မှဆက်သိမ်းမကောင်းနိုင်ပါဘူး နိုင်ငံသားခီးစဉ်ဆိုရင်သူ့ကိုယ်သူလူရဝင်ပြီးဆိုပြီးမြောက်ကျမြောက်ကျနဲ့အလွန်တက်ကြွရင်မအားလားဟာဘင်းစတက်အစည်းအဝေးတော်တက်ပြီးအင်နာပို့ကိုကြောက်လို့ညာကြီးအချိန်မတော်တက်တော့ရိုက်ပြန်ပြေးလာရသလို ICC ဖန်ရန်ကလည်းထတ်ထွက်လာအောင်မှဖြစ်လို့တက်တလုံးရန်ပေးဖြစ်နေမှာပါပဲအခုအရေးပေါ်ကိုညီကဲစဲရေးတွေကပြန်ကြတော့မှာပါလာမယ့်ကာလမှာပြန်လည်တည်ဆောက်ရေးလုပ်ကြရမှာပါစကားစဘက်ကပေါ်ရော့စွာဆောင်ရွက်ခဲ့တဲ့ကြားက ပြည်သူတွေရဲ့စူးစမ်းရုံးကံမှုနဲ့ပြန်လည်ထူထောင်လာကြမှာပါ။ဒါပေမဲ့ဒေါ်လာဘီလီယံနဲ့ခြေကုန်ကြမဲ့နေပြည်တော်ပြန်လည်တည်ဆောက်ရေးကိုမအားလဘလို့မလုံနိုင်မှာမဟုတ်ပါဘူး။ဝါစီကအလွန်အကျွံရိုက်ထုတ်နေတဲ့ကြံငွေတွေကိုစည်ရေးအတွက်ပဲတုံနေမှာဖြစ်လို့နာပါတာအုပ်ချုပ်ရေးပြန်လည်နလန်ထူလာမှာမဟုတ်တော့ပါဘူး။လူတို့အနေနဲ့ကတော့ကိုယ့်ပါကိုယ်ပဲစူပေါင်းအားနဲ့ဖြည့်ရှင်ကြရမှာပါ။ပြည်သူပေါ်တောင်းခံမှုမရှိတဲ့အာဏာရှင်များကိုပြည်သူအားနဲ့ပဲဖြုတ်ချတုတ်တင်ပြရမယ့်အချိန်ကာလဟာလဲမဝေးတော့ဘူးလို့ပဲဆိုပါ ရစေ။ဆလမီမင်းတက်လေးချောင်းတိုက်ခိုက်မှုတွင်တေဆုံးတန်ရရသူများကိုမင်းတက်ပအားဖထောက်ပံ့ငွေပေးရခဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ချင်းမြင်းနယ်အမင်းတပ်မျိုးနဲ့ဖွေကြီးရွာကိုစစ်ကောင်စီပုံကျဲတိုက်ခိုက်မှုတွင်တေဆုံးထိခိုက်ဒဏ်ရာရနေပြစီခဲ့သူများကိုမင်းတပ်မျိုးနဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတောက်ပတ်ငွေများပေးအပ်ခဲ့တယ်လို့သိရပါတယ်။ဧရန်လ9ရက်နေ့ည9:00နာရီဝန်းကျင်ကဖွေရွာကို၄ချောင်းကနေ၂ချိန်တိုင်းပုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးပြည်သူ၆ဦးတေဆုံးခဲ့ကထိခိုက်ဒဏ်ရာရသူ၁၀ဦးထိရှိခဲ့တယ်လို့ဆိုပါတယ်။ ထို့ပြင်လူနေအိမ်ဆယ်နှလုံးပျက်စီးခဲ့ရကခရိယံဘုရားကျောင်းတစ်ကျောင်းနဲ့လူနေအိမ်တစ်လုံးအလုံးစုံမီးလောင်ပျက်စီးခဲ့တယ်လို့သိရပါတယ်။မင်းတက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထောက်ပံ့ငွေ18သိန်း6000ပေါင်ဝင်ငွေကမင်းတက်မြို့နယ်ပြည်သူများရဲ့စုစုပေါင်းကူညီမှုအလုံးငွေ33သိန်း4000ကျပ်ကိုသိဆုံးသူမိသားစုဝင်များနေအိမ်ပျက်စီးသူများနဲ့ထိခိုက်ဒဏ်ရာရရှိသူများကိုပဲပံ့ပိုးကူညီပေးခဲ့တယ်လို့ဆိုပါတယ်။သိဆုံးသူများတွင်လာသားအွယ်ကလေးငယ်တအူ၊ခုနှစ်အွယ်ကလေးတအူ၊အသက်80အွယ်တအူ၊မတန်ဆွမ်းတ ဦးနဲ့ခရီးရန်ပါတာတူရူပါဝင်တယ်လို့သိရပါဗျ။ ဧပြီလ23ရက်နေ့ညနေ4:00နာရီဝန်းကျင်မှာလေမင်းတပ်မျိုးမှနှစ်ချင်းခရီးရန်ပြားချောင်းကိုစစ်ကောင်စီကပုံကျဲတိုက်ခိုက်ခဲ့ပြီးလူထိခိုက်ဒေဆုံးမှုတော့မရှိခဲ့ဘူးလို့သိရှိရပါတယ်ရှင်။ဆက်လက်ပြီးငလင်ဘေးအတွက်အိမ်အောင်စုတထောင်ခန့်အတွက်3200ချက်ကိုဘာကတာအဖွဲ့ချုပ်မှလူရန်ကဲဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းမန္တလေးတရက်ဦးတောင်ကိုနေပြည်တော်ပြင်မနာရမဲတင်ပြောပွဲဒေသများရှိငလင်ဘေးတန်တဲ့အိမ်အောင်စုတထောင်ခန့်လူဦးရေ4000နဲ့5000ကျားအတွက်လူဟက်တဲ့ကိုကြီးထောက်ပံ့ရေးပစ္စည်းများစုစုပေါင်း ောင်းတန်မွန်ငွေ3100ကျပ်ခန့်ကိုတွားရောက်ပေးရကူညီခဲ့ကြောင်းဘာကသများအဖွဲ့ချုပ်မှသတင်းထုတ်ပြန်ပါတယ်။ဗမာနိုင်ငံလုံးဆိုင်ရာចောင်းသားသမက္ကများအဖွဲ့ချုပ်ရန်ကုန်တက္ကသိုလ်ចောင်းသားများသမက္ကနဲ့ Student Weather Bureau Cambridge ဗမာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးများသမက္က ABW ဗမာနိုင်ငံလုံးဆိုင်ရာလူငယ်ကဗျာဆရာများတမက်ကဘာလာကာတာ Sister to Sister အရေးပေါ်တုံ့ပြန်ညှိနှိုင်းဆောင်ရွက် unit မြန်မာ Emergency Response Coordination Unit MERCU တို့နဲ့ပြည်ရင်းအခြေစိုက်ရပ်အဖွဲ့အစည်းများပူးပေါင်းရွာရောက်လှူဒန်းခဲ့ကသို့သောပေးအပ်ကူညီနိုင်ရန်အတွက်အဖက်ဖက်မှကူညီဆောင်ရွက်ပေးသောလူပုဂ္ဂိုလ်များအဖွဲ့အစည်းများနဲ့အလွန်ငွေကောက်ခံပေးကြသူများထဲဝင်လူရန်ပေးကြသူများကိုငလင်တန်တဲ့မိဘပြည်သူများကိုစားအထူးပင်ကျေးဇူးတင်ရှိတယ်လို့ဖော်ပြထားပါတယ်။